ကစီ YouTube channel လေးကပြန်လဲကြိုးစားပါဗျာနေပါလေပြောတော့အင်တော်ကြီးမှာနော်အင်တော်ကြီးကမမုံငိုင်ကြီးပါတဲ့အင်အင်တော်ကြီးဒေသနော်မမုံငိုင်ကြီးရဒေသကြီးမှာရွှေလွန်ကျွန်တူဖို့နေပြီတဲ့လေယာလုပ်ငန်းများနဲ့တောက်သလိုလုံးကန်ကြီးတောက်သူများပြဘာမှဆိုင်ပြလို့ပြုလို့မရတော့တကယ်ဆိုတာဗျာတို့ချွေတူရသွားမှမုံဆက်ကြီးနဲ့တူကလိမ့်မှမြေကြီးတို့အထောက်ပြောင်းပြန်လှန်ပြီးတော့လုံနေတာခင်ဗျာအဲ့လိုအဲ့လိုတူးနေတာတဘောဘာမှမရတော့ဘူးမှ စဉ်းစားကြည့်ရမြေတုပေ40လောက်ကြီးတူယူခင်ဗျာအထက်အောင်ပြောင်းပြန်နေလမ်းပြီးလောက်ကသဘာဝအိမ်ပြန်ပြက်သီးလားခင်ဗျာမြေချတုတ်တယ် acid တွေထိုင်ပြက်သီးတယ်ခင်ဗျာကြောက်တူးတယ်ချွေတူးတယ်အကုန်ခင်ဗျာပြိုက်တလုံးလုံးမျောနိုင်ငံသဘာဝတရားသာတိုင်းအကုန်ပြက်သီးနေပြီနော်တားမယ်လူစီးမယ်လူချီခင်ဗျာအေယော်ရီမြေတောင်မှတွေ့လောက်ခင်ဗျာချွေလုံးွက်တွေအကုန်လုံးလို့ခင်ဗျာမြေကြီးကော့ကော့လာတာခင်ဗျာဟမ် တစ်ခေါက်တည်မေးဘူးကလေးမအားလေတွေနဲ့လေးအများကြီးပဲဗျာမျက်စိတစ်ဆုံးတော့ဘူးကွာလေမဆုံးသေးဘူးညအစီ60 90တရားဟာခင်ဗျာအလောက်ကြီးချွေတူးတာညဘာမှတဘာဝပဝင်းကျင်လည်းမသိဘူးခင်ဗျာတာဝန်ရှိတဲ့လူတွေကလည်းခင်ဗျာဒါနဲ့ပိတ်ထားတာခင်ဗျာဒါနဲ့လှုပ်ထားတာတာဝန်ရှိတဲ့ခုခုလက်ရှိကိုတာဝန်ထမ်းသောက်နေတဲ့လူတွေကိုယ်တိုင်လည်းသိတယ်တိတိယနဲ့တချို့ရွှေလုံးကွက်တွေရှိလို့ကြတယ်သူတို့ကိုယ်တိုင်အောင်လုပ်ခိုင်းတာပါ ဟင်ကြတော့မြန်မာနိုင်ငံကိုရှစ်တယ်မြန်မာနိုင်ငံကိုမျက်နှိုးတယ်မြန်မာနိုင်ငံရေမြေသဘာဝတော်တော်ကုန်ချင်းမျက်နှိုးတယ်သူမလုံးတင်တာတွေမလုံးနဲ့ခင်ဗျာမြေကြီးကိုအထောက်အလံပလိုက်မှတော့ဘာလုံးစားမှာတော့ဘာအဆိုင်စားလဲမရောက်ခွင့်ရပါဘူးဟင်အကုန်ပြက်စီးငါတို့တော်တော်လောဘကြီးတာပဲတော်တော်လောဘကြီးတော့ငါတကောကောပြီးတော့ဘသူသေးသေးငတိမာပြီးတော့ဘသူသေးသေးငတိမာပြီးတော့ခင်ဗျာ ။ဖြစ်နားတော့ညီမညီမ။ကချင်ပြည်နယ်မုံကြီးခရိုင်မုံကြီးမြို့နယ်အင်းတော်ကြီးဒေသမမုံကိုင်းကျေးရွာအနီးမှာလက်နက်ကိုင်ဖွဲ့စည်းများနဲ့စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်း၍ရှစ်တူးဖော်ခြင်းများအလွန်ကျွံပြုလုပ်နေ၍လေယာလုပ်ငန်းလုပ်ကိုင်သူတောင်တူအများအပြားအခက်အခဲများနဲ့ကြုံတွေ့နေရတယ်လို့မမုံကိုင်းကျေးရွာနေပြည်သူများထံကသိရပါဗျ။ ်အင်းတို့ကြီးဒေသမမုံကိုင်ကျေးရွာအနီးမှာလက်နက်ကိုင်ဖွဲ့စည်းများအားလိုင်းကြီးပေးဆောင်၍ရှူတူးဖော်ခြင်းများအလောကျုံပြုလုပ်နေခြင်းတို့ကြောင့်လေယာမီများအတွင်ရှိရွှင်ရည်များရေစိုးရည်ညင်းများစီးဝင်နေ၍စပွားခင်းများပျက်စီးနေတယ်လို့မမုံကိုင်ကျေးရွာနေပြည်သူတို့ကဆိုပါတယ်အခုကောင်နှွေစပားစိုက်ပြိုရတော့မယ့်အချိန်ဟုတ်တယ်။ဒါပေမဲ့အရင်လိုစပားအထွက်တိုးဖို့မပြောနဲ့စိုက်ဖို့တော့အတော်လေးအခက်ကြုံနေရတယ်။ လက်နက်ကိုင်ဖွဲ့စည်းများကလုပ်ငန်းရှင်တွေကိုရွှေတူးဖို့ခွင့်ပေးထားလို့အခုစပါးစိုက်ပျိုးဖို့မလွယ်တော့ဘူးစိုက်ပျိုးသူတွေလည်းအရန်နေသွားကြပြီလို့အမိမဖော်လို့သူတူကဆိုပါတယ် မုံမုံကိုင်ကျေးရွာနီးရှိမြေလွတ်မြေရိုင်းများမှာလက်နက်ကိုင်ဖွဲ့စည်းများကခွင့်ပြုပေးခြင်းတို့ကြောင့်စီးပွားရေးလုပ်ငန်းရှင်များကရှေ့တူးဖို့ခြင်းအားဆက်ရဲနေရာကြီးများဖြင့်အလွန်ကျွံတူးဖို့နေ၍လေယာစပါးဆက်ခင်များအတွင်တို့ရွှေရည်များရေစိုးရည်ညင်များစီးဝင်နေ၍လေယာပြည့်စည်ခြင်းများနဲ့ကြုံတွေ့နေရပြီးအဆိုပါဒေတာမှာလေယာလုပ်ငန်းလုပ်ကိုင်သူတိတိတသားရော့နေသွားတယ်လို့ဒေသခံများရဲ့ပြောဆိုမှုအရသိရပါတယ် အဆိုပါဒေတာမှာရွှေတူးပေါ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်များကလက်နက်ကိုင်ဖွဲ့စည်းများအောင်လှဆင်ခြင်းများပေးဆောင်ရပြီးဘတ်ဖိုဒဇီလင်တလာကျပ်15ဒိန်ဖြင့်ပေးဆောင်ကရွှေတူးပေါ်ခြင်းအောက်ခွင့်ပြုထား၍အချို့ဒေတာများမှာတောင်တူလုတ်ကင်ခြင်းမရှိတော့ဘဲမြေယာများအားဈေးကောင်းရ၍ရောင်းချနေသူများပင် ရှိနေတယ်လို့သိရပါတယ်မမွန်ကိုင်ကျေးရွာအနီးမှာလွန်ခဲ့တဲ့၄နှစ်ခန့်ကတည်းကတရားမဝင်ရှုတူဖော်မှုများများပြားလာခဲ့ပြီ မိုင်းနှောင်ရွာနဲ့မမုံကန်ရွာတို့ကိုဆက်တွေ့ထားတဲ့ကတ္တရာလမ်းဘေးများတွင်ပေါင်းမတန်ရွှေတူးဖော်ခြင်းတို့ကြောင့်လမ်းများပြက်စီရတဲ့ဖြစ်စဉ်များလည်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အင်းတော်ကြီးဒေသရှိမမုံကန်လုံးတုံမိုင်းနှောင်နတ်ပတဲကြီးရွာများအနီးမှာတရောင်းမွေရွှေတူးဖော်ခြင်းများအားလက်နက်ကင်ဖွဲ့စည်းများကဆက်လက်ခွင့်ပြုထားပါကဒေသခံတောင်သူများဤလေယာများနှဲပါလာခြင်းနဲ့အတူတဘာဝပတ်ဝန်းကျင်တောတောင်ရေးမြများအပါအဝင်မြန်မာနိုင်ငံဤအကြီးဆုံးတော့ တဘာဝရေချိုအင်ဂျီတင်ကောပြက်စီးလာမိကိုဒေသခံများကစိုးရိမ်ရဲရှိတယ်လို့လည်းသိရပါတယ်။ကဲအဲ့ဒီအခုအဲ့ဒီအခုပြောလို့ခင်ဗျာအဲ့ဒီအင်းတော်ကြီးဒေသအဲ့မမုံကန်ကြီးကနီမထင်မင်းနဲ့အများကြီးခင်ဗျာအများကြီးအဘတခွင်ချမ်းမြောက်တို့ခွင်ခင်ဗျာအဲ့ချွေဒူးအမလာဟောသူတို့ခင်ဗျာဟိုတေသာဆန်းတို့ပြောင်းနေရလေတေသာဆန်းတို့တော့ငေါ့ပါသေးလေခင်ဗျာချွေပြဿနာနဲ့တက်တော့ခင်ဗျာဟမ် ဒီဘက်ဒီမှာလည်းအများကြီးပဲခင်ဗျာအဲ့ချွေတူးတဲ့သောက်ပြဒနာတအားချုပ်တာခင်ဗျာတချို့ဆိုလို့ချင်းရွာရွာရွာကိုကတ်နေကုန်ပြီခင်ဗျာတချို့ရေဆိုလို့ချင်းခင်ဗျာဟမ်ဟာမင်းအပရမာရောမလက်နက်ကိုင်လက်နက်ကိုင်သွားမှာတော့ဗျာအစုံပေါ့ဗျာခင်ဗျာလည်း KIA ရှိမယ်ခင်ဗျာဟမ် PDF ရှိမယ်ဟမ် တာဝန်ရှိတဲ့သူဘယ်သူတွေရှိမှမသိဘူးပေါ့ဗျာအဲ့မှာလက်နက်ကင်ဆိုလို့ချင်းခင်ဗျာအဲ့မှာထဲမှာပြောသူတွေကတိလိုက်တော့ဘယ်သူတွေလုံနေရောခင်ဗျာနော်နုမနုမဆိုနာမည်တန်းတတ်တာနာမည်တန်းတတ်တာခင်ဗျာကြတော့နေလီတွေးကြမ်းပါဗျာငါတို့တို့လိုက်တော့ဟာဘာဖြစ်တယ်ညာဖြစ်တယ်နဲကာကွယ်မလေးကာကွယ်မလေးနဲ့ခင်ဗျာ ဘာမှကဝယ်တော့မဟုတ်ဘူးအဲ့ကမအခုရွှေတူးလို့ရပါပဲတေသာဆန်းတို့တော့မဆောင်ပြဿနာလည်းပါသွားသေးတယ်ရွှေတူးလို့ရွှေရလို့ခမရလည်းအကုန်လုံးကိုဂျိုးသီးွားကြီးပဲခမထာဝရယံသူထာဝရမိတ်သူဆိုပြီးထာဝရကိုဂျိုးသီးွားပဲကြီးထာဝရယံသူဆိုပြီးဦးထာဝရမိတ်သူဆိုပြီးထာဝရကိုဂျိုးသီးွားပဲရှိတယ်ခမဘယ်ရပါဖြစ်ပြီးရင်ကိုဂျိုးကိုဂျိုးတွေကြီးရှာရှာရှာလုံးလုံးလို့ခမတို့အဲ့အဲ့ပြဿနာကြီးပဲခမတို့ဘာမှဟုတ်တာလည်းမဟုတ်ခမတို့ဖြစ်ပြနေတယ်စိတ်ပြက်စရာပါ တိတော်တိပင်ဒိုးချစ်ခင်တဲ့ပြောလိုက်နော်တိတော်တိပင်ဒိုးချစ်ခင်ကိုတက္ကရာခိုးပြီးထွက်နေကြတော့အဲ့အဲ့တိတော်ကိတ်ကကြီးပဲဟမ်မတိရမို့တိတယ်လေခင်ဗျာလေတိတိနဲ့အကုန်လုံးနေကြတာဘုမေကလေအကုန်လုံးသူအကုန်လုံးထိနေမဲ့ကောက်ကောက်မဲ့စောက်ချောက်မဲ့ဆိုလို့ရင်မြောင်းနိုင်ငံကောင်းတာဘောဗျာခင်ဗျာတပါးတရားလာတာဤတဘာဝဤခင်ဗျာအခုဟာအသေးတာခင်ဗျာကိုစင်ပြီးဘောခုတ်ခူး ဘာမှဘာမှခူးဆိုင်တာမယူညာခုံဆန်းခိုးဆန်းပဲကူလက်ကြည့်လေရမှာခင်ဗျာချွေတူးတာခင်ဗျာဘလောက်ကြောက်စရာကောင်းတော့ခင်ဗျာအေးရောဒီမြက်မှာမေးမေးတင်ပြီးတော့ခင်ဗျာလုံးလို့အမခင်ဗျာကေစီတင်မေးပြီးသားလေခင်ဗျာပလေတွေမှာနဲတာမဟုတ်ဘူးညာဟမ်ကြတော့နဲလေးနဲလေးအမြင်ကြီးကြဲရသမ်းပါဗျာခင်ဗျားတို့အမြင်လေးကြီးကြဲရသမ်းပါခင်ဗျားတို့ဟမ် ပြစ်စိတ်ပြက်စရာကြီးဖြစ်နေညာလို့ဒီဘဝအတွက်ကိုခင်ဗျာဟိုကြားပြီနေမှာလဲကြားပြီနာဘာဘာတတုတွက်လို့တကုံထူးတာခင်ဗျာဘုသူလူချင်းမြေရှားမြေရှားမြေရှားကိုဂျပန်နဲ့အမှတွေ့လို့ပင်လေထဲမှာလေဂျပန်ပိုင်တဲ့နေရာမှာအမေရိကန်နဲ့ရေအောက်ကနေပြီးတော့တူးဖို့မြေရှားတူးဖို့ဆိုပြီးတော့ခင်ဗျာဟမ်ပူပေါင်းတာနေနဲ့ ဘသူမှဂယုံစိုက်တော့ဘူးများသူတို့နိုင်ငံနေကြောင်သူတို့ရှင်းလိုက်တာနော်အမေရိကန်ကသူတို့နေရာမှာဘာမှမလုပ်ဘူးများရင်းနံမလူဘူးများအလုံးကြုံမတုံးသွဲဘူးများသူများနိုင်ငံနေရာတော့အသေးသာအသေးသာခင်ဗျာဟမ်ဒူဝဲအခုတည်ုပ်လဲခင်ဗျာသူတို့နိုင်ငံကြောင်တော့တင်မခေါ်အောင်သေးတယ်ပြူတာမျောနိုင်ငံကြောင်သေအောင်တူးဟမ်မြေရှားသူလဲအကုန်ထုတ်ဘူးများဘလောက်ပြည့်စည်စီဘာမှဆောက်သူမရဘူးများအကုန်လုံနေအောင် နည်းလေးတွေးကြတယ်မှာဗျာ